မင်းညာတော့ကာရာဘောင်းဖလားစတုထားဆင်ပွဲစဉ်တွေရှင်ပြိုင်ကစားခဲ့ပြီးတော့အသင်းကြီးတွေထဲမှာအာဆင်နယ်မန်စီးတီးချဲစီနယူကာဆယ်အစရှိတဲ့အသင်းတွေနောက်တစ်ဆင့်ကိုတက်လှမ်းခဲ့ပြီးတော့လီဗာပူးနဲ့စပါတင်တို့ကတော့စတုထားဆင်မှာပဲထွက်ခဲ့ရတဲ့ကွန်မန်ထွေးပိုင်ဆို YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။မင်းညာတော့ကာရာဘောင်းဖလားစတုထားဆင်ပွဲစဉ်တွေရှင်ပြိုင်ကစားခဲ့ပြီးတော့အသင်းကြီးတွေထဲမှာအာဆင်နယ်မန်စီးတီးချဲစီ နယူကာဆယ်အစရှိတဲ့အသင်းတွေနောက်တစ်ဆင့်ကိုတက်လှမ်းခဲ့ပြီးတော့လီဗာပူးနဲ့စပါတင်တို့ကတော့စတုထအဆင့်မှာပဲထွက်ခဲ့ရတယ်။အဲ့ဒီထဲမှာမှလီဗာပူးသင်းရဲ့ရှုံးပွဲကတော်တော်လေးကိုပြောစရာဖြစ်နေပြီးတော့နောက်ဆုံးကစားတဲ့ပြိုင်ပွဲစုံ9ပွဲမှာလီဗာပူးသင်းက6ပွဲအထိရှုံးထားပြီးတော့ပရီးမီးယားလိမှာလည်းနောက်ဆုံး၄ပွဲဆက်ရှုံးထားသလိုဂျာရက်မှာဖရန့်ဖတ်တင်းကိုပဲအနိုင်ရခဲ့ပြီးနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်ခဲ့တယ်။ 6ပွဲရှုံးခဲ့တဲ့ဆိုတဲ့အနေထားကတော့တော်လေးကိုစွန့်စီရကောင်းတဲ့အနေထားလို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့တဲ့အသင်းတွေရဲ့အနေထားလေးပေါ်မှာကျွန်တော်အမြင်လေးကိုသုံးသပ်သွားခြင်းပါတယ်အာဆင်နယ်သင်းကတော့အင်္ဂွင်းမှာ Brighton သင်းကို2-0နဲ့အနိုင်ရပြီးတော့အာဆင်နယ်သင်းရဲ့တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်တော့လူငယ်ကစားသမားတွေဖြစ်တဲ့ Max Townman တို့ဒါ Andre Anno တို့ကစားသွားခဲ့ပြီးတော့ကွန်းလပိုင်းမှာလည်း Nani ကစားခဲ့တဲ့ Belgium မှာဆိုရင် Lewis Kelly ကစားခဲ့ပြီးတော့အာဆင်နယ်သင်းကတော့အရန်ကစားသမား အများစုနဲ့အသုံးပြုခဲ့ပြီးတော့ first team player တွေက Ezzy တယောက်ကိုပဲအသုံးပြုခဲ့တာကိုတွေ့ရတယ်။ကျန်တာကဘောထွက်ခွင့်သိမ့်မရတဲ့အရန်နေနဲ့ကစားသွားခဲ့ပြီးတော့အေကွင်းမှာ2-0နဲ့နိုင်ရခဲ့တယ်။ပထမပိုင်းမှာ Arsenal အသင်းကအကောင်းဆုံးပုံစံမင်းရခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာတော့သူတို့ရဲ့အကောင်းဆုံးပုံစံတချို့ကိုပြန်လည်ပြသခဲ့ပြီးတော့ Ethan Wanry ရဲ့ goal ရဲ့ Saka ရဲ့ twin goal တွေနဲ့အတူ2-0နဲ့အနိုင်ရခဲ့တယ်။ Arsenal အသင်းကဒီရသည်မှာပြိုင်ပွဲစုံ14ပွဲကစားခဲ့ရမှာပေကို3ဂိုးပဲပေးခဲ့ရသလို သုံးပွဲပဲဂိုးပေးထားခဲ့ရတယ်ဆက်တပွဲအထိကလင်းရှစ်ရပြီးတော့သူတို့ရဲ့အကောင်းဆုံးခံစစ်ကြောင်းကိုလည်းဒီနေ့မှထပ်မံမြင်တွေ့ခဲ့ရတယ်ဒီဘက်မှာတော့အာဆင်နယ်တင်းရဲ့ခံစစ်ကြောင်းမှာမော်စကွေယာနဲ့ဟင်ကာဘီယေတို့ကိုအထိုင်ချပြီးတော့ညချမ်းမှာဘန်ဝိုက်ဘယ်ချမ်းမှာလူးဝစ်ကယ်လီတို့ကစားသွားခဲ့တယ်ကွန်းလက်မှာလည်းဝိုင်းရင်ကွန်းလက်စားသမားနော့ဂတ်ကိုဒါမရီနိုတို့ဝန်ရီတို့နဲ့တွဲပြီးတော့တောင်မန်နေမှာတော့ဒီပွဲစဉ်မှာအဇီးကဘယ်တောင်မန်မှာကစားသွားခဲ့ပြီးတော့ညတောင်မန်မှာမတ်စတောင်မန်နဲ့တိုက်စစ်နေရမှာလဲအသက်16နှစ်တွေပဲရှိသေးတယ်အန်ဒရီအန်နော့ကစားသွားခဲ့တယ် ာဆင်နယ်သင်းကတော့သူတို့ရဲ့အကောင်းဆုံးပုံစံကိုထိန်းကစားသွားခဲ့ပြီးတော့ quarter final မှာတော့အာဆင်နယ်သင်းကလီဗာပူးသင်းကို3-0နဲ့အနိုင်ရပြီးတော့ဖြုတ်ခဲ့တဲ့ Crystal Palace နဲ့ကစားသွားမယ်ဆိုတော့ Arsenal အသင်းအတွက်လာမယ့် quarter final ပွဲစဉ်ကတော့ကြီးမားတဲ့စမ်းသပ်မှုလည်းဖြစ်လာနိုင်တယ်။ Chelsea အသင်းကလည်းအဝေးကွင်းမှာ Wolverhampton အသင်းကို4-3နဲ့အနိုင်ရပြီးတော့ quarter final ကိုထပ်တိုက်တန်းတန်းတလန်းလာခဲ့တဲ့ Chelsea အသင်းရဲ့တိုက်စစ်ကိုကြည့်မယ်ဆိုရင်လည်းလူငယ်ကစားသမားတွေဖြစ်တဲ့ Tyrone Jorginho နဲ့ Estibao တို့ကိုအသုံးပြုသွားခဲ့တာကိုတွေ့ရတယ်။ ဝင်လေတိုက်စစ်နေရာမှာလဲဘွန်နာနော်ဒီကစားသွားခဲ့ပြီးတော့အရန်ကစားသမားအများစုနဲ့ကစားပြီးတော့ချက်စစ်တင်းကဟူဗာဟန်တန်တင်းကိုတတောင့်တတာနဲ့3-0အထိဥဆောင်ခဲ့ပြီးမှမမျှော်လင့်မဲနဲ့ချစ်ပါကိုတွေပြန်လဲခွင့်ပြုခဲ့ရပြီးတော့3-0ကနေ3-2ဖြစ်တဲ့3-2ကနေ4-2ဖြစ်ပြီးတော့ချက်ချင်းပဲ4-3နဲ့နောက်ဆုံးအချိန်အထိရေကုန်စိတ်လှုပ်ရှားစရာတွေကိုမြင်ခဲ့ရတယ်အဲ့ဒီပွဲစဉ်မှာတော့ချက်စစ်တင်းကကစ်တန်ရဲ့စုထားမြောက်အတွင်းကိုကတော်တော်လေးကိုလှပတည်တက်ခဲ့သလို ST Bauer ကလည်း ူရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသနိုင်ခဲ့ပြီးတော့ Darry Jock လည်းအလားတူဂိုးသွင်းနိုင်ခဲ့ပြီးတော့လူငယ်ကျယ်ပွင့်နေရဲ့အားနဲ့ Chelsea သင်းကတော့အနိုင်ရခဲ့လို့ပြောလို့ရတယ် Chelsea သင်းအတွက်ထိုးနှက်ချက်ဖြစ်သွားစေခဲ့တာတော့ဒီဘက်မှာမှပြန်လဲကစားခွင့်ရခဲ့တဲ့ဒဏ်ရာအနေပြန်လာခဲ့တဲ့ဒီလက်ကတော့နှစ်ဝါဒီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် Chelsea သင်းကနောက်ပိုင်းပွဲတွေမှာတောက်လျှောက်သူတို့ရဲ့ကစားသမားတွေထုတ်ပယ်ခံခဲ့ရတဲ့အခြေအနေတွေကိုတော့ထပ်ပြီးတော့မြင်ခဲ့ရတယ် Chelsea တင်ရတော့ quarter final မှာ Cardiff နဲ့ကစားသွားမှာဖြစ်ပြီးတော့တခြားပြိုင်ဘက်တွေလည်းဆိုင်ရင်တော့ပို့ပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့အခွင့်အရေးရှိနေတယ်လို့ပြောလို့ရတယ် မက်ဆီဒီသင်းကလည်းဆွမ်စီကိုအဝေးကွက်မှာ3-1နဲ့အနိုင်ရခဲ့တယ်ဆွမ်စီသင်းရဲ့ဥဆောင်ကူကိုစတင်ခွင့်ပြုခဲ့ရပေမဲ့လည်းဒိုဂူမာမော့ချ်နဲ့ရှာကီရိုရဲ့ဂိုလ်နဲ့တူပြန်လာနိုင်ခဲ့တယ်ဒုတိယပိုင်းမှာတော့မက်ဆီဒီသင်းရဲ့အကောင်းဆုံးပုံစံကိုပြန်မြင်ခဲ့ရပြီးတော့မာမော့နဲ့ရှာကီရိုခြေစွမ်းပြနိုင်ခဲ့တာကတော့ဒီပွဲအတွက်နောက်ထပ်သူတို့အတွက်ဒါအပေါင်းလက္ခဏာဆောင်တဲ့ချက်လို့ပြောရမယ်ပြီးခဲ့တဲ့ဘက်ကဗီလာသင်းကိုရှုံးနေပြီးတော့ကိုးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်း ကျုပ်ပြတ်ခဲ့ပေမဲ့လည်းဒီဘက်မှာနိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့အတွက်ကြောင့် Man City နေနဲ့ပွဲကိုအမြန်ဆုံး bounce back ပြန်လုပ်နိုင်ခဲ့လို့ပြောလို့ရတယ်။ Man City တင်းကတော့လာမယ့် quarter final မှာ Premier League အသင်းတသင်းဖြစ်တဲ့ Frankfurt နဲ့ရှင်ပြန်ကစားတော့မှာဖြစ်ပြီးတော့ Frankfurt အသင်းရဲ့ကစားပုံကြောင့် Man City နေနောက်တစ်ဆင့်မှာကျော်ဖြတ်နိုင်မလားဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်သွားရမယ်။ဒီဒီဘက်ရဲ့ Caravan ပွဲစဉ်တွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ Newcastle နဲ့ Spurs ပွဲစဉ်မှာတော့ Newcastle ကသူတို့ရဲ့အင်ကွင်းမှာကြောမှုနဲ့အတူ စပါတင်ကို2-0နဲ့အနိုင်ရပြီးတော့ထားလိုက်တဲ့နိုင်နဲ့ quarter final အဆင့်ကိုတလန်းလာခဲ့တဲ့ Newcastle အသင်းကစပါတင်ထက်ပိုကောင်းတဲ့စူးစိမှုချစ်လက်တဲ့ကစားပုံနဲ့အတူတကယ်ကိုအကောင်းဆုံးပုံစံနဲ့လက်ရှိ champion အသင်းတစ်သင်းရဲ့ဂုဏ်ပုဒ်ကိုထပ်မံပြီးတော့ပြသသွားနိုင်ခဲ့တယ်။ Newcastle အသင်းကဒီအသည်မှာတော်တော်လေးကိုကစားပုံမှာကြောချစ်လက်ပြီးတော့ကစားသမားအသစ် Watermaria လည်းအသင်းအတွက်ဂိုးတွေသွင်းနေသလိုဒီဘက်မှာလည်းအတရားမြောက်အနိုင်ကိုကို Watermaria ကသွင်းခဲ့ပြီးတော့သူတို့ရဲ့မှာကြောမှုကပဲဒီဘက်ကိုအဆုတ်ဖြတ်ပေးသွားလို့ပြောလို့ရတယ်။စပါတင်ကတော့အရင်ကစားမအများစုနဲ့ ရင်ဆိုင်ခဲ့ပြီးတော့သူတို့ပြင်ခန်းစစ်ကြောင်းမှာတော့တော်တော်လေးကိုရုံးကန်ခဲ့ရလို့ယူကာဆယ်တင်ကိုလုံးဝရှင်းမစားနိုင်ခဲ့ပဲနဲ့ရှုံးခဲ့လို့ပြောလို့ရတယ်။ယူကာဆယ်တင်ကတော့လာမယ့် quarter final အဆင့်မှာ Premier League ပြိုင်ဘက် Fulham တင်နဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့လက်ရှိ Champion Newcastle အနေနဲ့သူတို့ရဲ့ Champion ဘွဲ့ကိုကာကွယ်နိုင်မလားဆိုတာကလည်းစောင့်ကြည့်သွားရမယ်။ quarter final မှာတော့ Premier League အသင်း9အသင်းထိပါဝင်လာခဲ့ပြီးတော့ Cardiff တသင်းပဲ Premier League ပြင်ပအနေနဲ့ပါဝင်လာခဲ့တာကိုတွေ့ရတယ်။လက်ရှိအသင်းကြီးတွေထဲမှာလည်း Man City, Arsenal, Chelsea နဲ့ ယူကာဆယ်လိုလိုအသင်းတွေပါဝင်နေဆဲဖြစ်တာကြောင့်လာမယ့် quarter final ပွဲစဉ်တွေကလည်းဒီမျိုးတစ်ပုံပြည့်သက်တွေကိုဖန်ဆားနိုင်အောင်မှာဖြစ်တယ်လို့လာမယ့် semi final ဆင်မှာလည်းအသင်းကြီးချင်းချင်းထိတိုက်တွေ့မဲ့လက္ခဏာတွေမြင်နေရတယ်ဆိုတော့ဒီပြိုင်ဘက်မှာဘယ်သင်းကဘယ်လောက်ထိအောင်မြင်မှုတွေယူသွားမလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Carabao Stoutha အဆင့်ပွဲစဉ်တွေနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ဘိုင်ဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်